ဒီဗီဒီယိုကြည့်နေပြီဆိုရင်အခုကြည့်နေတဲ့သူက Prospect Burma Scholarship ကို apply လုပ်ဖို့စိတ်ဝင်စားတဲ့သူဖြစ်လိမ့်မယ်လို့ယူဆပါတယ် Hi ကျွန်မနာမည်ကတော့ Zainzenjet လို့ခေါ်ပါတယ်ပေါ့နော်ဒါပေမဲ့ online မှာကျတော့လူတွေအများဆုံးသိကြတော့ Teacher Zain နေဆိုပြီးတော့သိထားကြပါတယ်2025 2026စတင်နဲ့သူက Prospect Burma online master program ကို scholarship ရထားတဲ့သူတယောက်လည်းဖြစ်ပါတယ်။အဲ့တော့ဒီ video ထဲမှာတော့လူတိုင်းသိချင်နေကြတဲ့ prospect permanent scholarship ရဲ့အကြောင်းပေါ့နော်။တည်ထားတဲ့အချက်လက်တွေကိုဒီ video မှာရှင်းပြသွားမှာဖြစ်ပါတယ်။ So let's get started. So ပထမဆုံးအချက်အနေနဲ့ကတော့ scholarship ရောက်ဖို့တောင်မှစိတ်ကူးထားပြီဆိုရင်တော့ကိုယ့်ရဲ့ English level ကတော့အနည်းဆုံးကတော့ intermediate လောက်ရှိမယ်လို့တော့ယုံကြည်ပါတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ဒီ program က master program လည်းဖြစ်တယ်ပြီးလို့ရှိရင် online ကနေလည်းကိုကိုရိုင်းပဲလေ့လာမှာဖြစ်တယ်ပေါ့နော် intermediate level လောက်မှမရှိထားဘူးဆိုရင်တော့တော်တော်လေးဒုက္ခရောက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင် prospect bar mar ရဲ့ requirements တွေမှာလည်းသူက english proficiency test လေးမေးထားတဲ့ဟာတွေရှိရပေါ့နော်အဲ့တော့ english ကတော့ရှိ ਉਹ ရှိထားမဲ့အဲ skill တွေမှာတစ်ခုပါဝင်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ပထမဦးဆုံးအနေနဲ့ဒီ prospect bar mar ကနေတောင်းတဲ့ criteria တွေကဘာရှိလဲပေါ့နော်အဲ့တော့အဲ့ဒီဟာကိုတစ်ချက်ကြည့်လိုက်အောင်အဲ့တော့တခါတည်း screen share ပေးပေးပြရမယ်ပေါ့နော်အဲ့ဒီတော့ကတို့နဲ့ကျွန်မအပြန်လန်ပြောထားတဲ့ gmail လေးတွေကို screen share ပေးပြပါမယ် okay ဒီထဲမှာပြောထားသလိုပဲပေါ့နော် gpa transcript တွေပါမယ် graduation certificates လို့အပ်မယ် two academic or professional references အဲ့တော့ကိုအရင်တုန်းကအလုပ်လုပ်ခဲ့ဖူးတဲ့အလုပ်ရှင်ရဲ့ reference လိုအပ်တယ်မဟုတ်လို့ရှိရင် ကိုယ့်ရဲ့ဆရာကိုယ့်ရဲ့ professor တရားရောက်ရဲ့ reference လိုအပ်တယ်ပေါ့နော်အ ਨੇ ဆုံးနှစ်ခုနှစ်ခုကတော့ဟိုပေးဖို့ပေးရမယ်ထဲမှာပါတယ် copies of additional awards or grant letters prospect bama ကနေတခြားရဖူးတဲ့ grant letter ရှိရင်လည်းအဲ့ဒီဟာပဲပြန်ပြီးတော့တင်ပေးရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ ID card ပေါ့နော်အော်မပုံတင်ဆိုလည်းမပုံတင်အဲ့လိုမျိုးထည့်ပေးရမယ်ပြီးလို့ရှိရင် university admission letter university ရေးကြည့်ရ university က admission letter ရပြီးသားသူတွေဖြစ်ရမယ်။ကျောင်းရဲ့ admission letter ရထားပြီးသားဖြစ်ရမယ်။ပြီးလို့ရှိရင် English proficiency score ပေါ့နော်။ IELTS, TOEFL, uh, PTE တို့ပါလို့ပေါ့နော်။အဲ့တော့ကျွန်မကတော့ IELTS ဖြေထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာတခါရေးပေးလိုက်လို့ပေါ့နော်။ Letter of statement ကတော့ uh, I don't think I don't think I I put it there. ဟုတ်ပြီဒီမှာအရေးကြီးဆုံးတစ်ခုလာပြီ။အဲ့ဒီဟာကတော့ ဒီ scholarship ပေးတဲ့အဖွဲ့အစည်းနဲ့ကိုယ်နဲ့အဆက်အသွယ်အမြင်နဲ့လုပ်ပေးပါရှေ့ရကျမဒီ YouTube channel မှာ podcast series လေးတင်ထားတယ်အဲဒီမှာဒီ scholarship နဲ့ပတ်သက်တဲ့အာ podcast တစ်ခုလေးရှိအဲ့ဒီဟာတင်ပြီးတော့နားထောင်ကြည့်ပါနော် scholarship ပေးတဲ့သူတွေနဲ့အဆက်အသွယ်လုပ်နေတဲ့အချိန်မှာကိုကတေချာလေးမေးတပ်ဖို့လိုတယ်ပြီးလို့ရှိရင်ကိုကစိတ်ဝင်စားပါကြောင့်သူတို့အများကြီးပြဖို့လိုတယ်ဟိုတေတေတောအဆသွားမေးတာမျိုးတော့မဟုတ်ဘူးပေါ့ okay ဟို so ကျမမေးထားတဲ့ဟာဆိုရင် တစ်ချက်ပြရမယ်ပေါ့နော်အသေးစိတ်တော့မပြတော့ဘူး okay ဒီမှာ prospect ဘာမှလို့ email history မှာရိုက်ရှာလိုက်တဲ့အချိန်မှာအခုဒီမှာအများကြီးပေါ့နော်သူတို့ ਨੇ အလိုအကုန်လုံးမေးထားတယ်ပထမပထမချင်းတော့ဆိုသူတို့ဒီမှာ website ပြဿနာဖြစ်တယ် website ကဝင်လို့မရအောင်အဲ့ဒီအချိန်မှာသူတို့သွားပြီးမေးတာပေါ့ website ကဘယ်ချိန်ရမှာလဲပေါ့နော်အဲ့ဒီ website အရခင်တီတော့ကျမမဆောက်နိုင်ဘူးပေါ့နော်လောလောဆယ်ကျမကိုပင်စင်ထားတဲ့နဲ့ဟာလေးကျမကိုပြောပေးပါဘာရကြည့်ထားမလဲဘာရလောက်ထားမလဲအဲ့လိုမျိုးတွားပြီးတော့တစ်ခုပြီးတစ်ခုတွားပို့တာပေါ့နော်အဲ့တော့သူတို့ကအဲ့ဒီ scholarship နဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးပေါ့နော် Okay ဒါကိုတွားကြည့်ပါဒီ view တွားကြည့်ပါ တကယ်ကြတော့ YouTube မှာအကုန်လုံးရှိတယ်သူတို့ရဲ့ဒီ Prospect Bomber YouTube channel လည်းရှိတယ်အဲ့ချက်မှာအကုန်လုံးတွားကြည့်ခိုင်းတယ်ပြီးလို့ရှိရင်ဘာလေးဘာလေးပြင်ဆင်ထားမှာပေါ့နော်အဲ့တော့ essay ကလည်းဘာအကြောင်းပါလဲပေါ့နော် essay ကဘာအကြောင်းလဲငါခုကနေစပြီးရေးထားခြင်းတယ်အဲ့လိုမျိုးတွားပြီးတော့ main ရဲ့ဟာရှိတယ်ပေါ့နော်အဲ့တော့အပြန်အလှန်ပေါ့အများကြီး main ထားပါတယ် so key points main ကို main ပို့မရှက်ပါနဲ့မကြောက်ပါနဲ့ကိုကလိုချင်ကြောင်းကိုကရှောက်ချင်ကြောင်း ပြင်းပြတဲ့စိတ်ရှိရပါမယ်။တချို့တွေကြတော့ scholarship လျှောက်တဲ့ဟာကိုသွားပြီးတော့ကိုကပဲသွားချေနေလို့သွားပြီးလုံးလုံးမရအောင် scholarship လျှောက်တယ်ဆိုတော့ကိုကလိုချင်တယ်ပေါ့နော်နင်းတို့ရှာနေလူကငါဖြစ်ပါတယ်ငါဖြစ်ပါတယ်ဆိုတော့ဟာအဲ့လိုမျိုးသွားပြီးတော့ high ပြန်ရတယ် hey it's me it's me ပေါ့နော်အဲ့လိုမျိုးဟိုအဲ့လိုမျိုးသွားပြီးတော့ pick me girl လိုမျိုးသွားပြီးတော့လှုပ်ရတယ်အဲ့တော့ကိုကတကယ်လိုချင်တယ်ဆိုရင်တော့ဒါလေးလှုပ်ပါပေါ့နော်ပြီးကိုတတ်မဲ့အကြောင်းကပါလေ ကိုရဲ့ walking experience နဲ့ကိုတက်မဲ့ major နဲ့ဆက်ဆက်မှုရှိလားအဲ့ဒီဟာလည်းအရန်ကိုအရေးကြီးပါတယ်အာ so ကျွန်မနေနေဆိုရင်တော့စာတင်တက်တန်းကအခု2020ကလေးကစတင်တာပေါ့နော်အခုလည်းဆိုရင်တော့အာ2025ဆိုတော့9နှစ်ရှိပြီပေါ့ဒီ9နှစ်ကာလအတွင်းမှာ စာပဲတင်နေခဲ့တယ် bachelor degree ကတော့ရပ်ပြီးသားဖြစ်တယ်။အဲ့ဒီ bachelor ကအဲ့လောက်အရေးမကြီးဘူးပြောချင်တာ ဟို master တက်မယ်ဆိုတော့ bachelor ရှိတော့ရှိရမယ်ဒါပေမဲ့ bachelor ဘေးဘွဲဆိုတာအရင်မကြည့်ကျွန်မရဲ့ working experience က teaching ဘိုင်းမှာ၅နှစ်ရှိတယ်အဲ့တော့အခုကျွန်မရှောက်မဲ့ကျောင်းကလည်းဒီ education နဲ့ဆိုင်တဲ့ကျောင်းပဲရှောက်ထားတာဖြစ်တယ် education master degree online နဲ့ပဲယူရဖြစ်တယ်အဲ့တော့သူတို့ကဒီနှစ်ခုကဆက်ဆက်မှုရှိတယ်ပြီးလို့ရှိရင် essay ရေးတဲ့အချိန်မှာလည်းကျွန်မအဲ့ဒီဟာကိုတေချာလေးရေးပြထားတယ်ပေါ့နော်ဘာဖြစ်လို့ဒီကျောင်းကိုရွေးရပါတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အလုပ်နဲ့လည်းအကန့်ညီမှုရှိတယ်ကိုက scholarship တခုကိုပြင်းနေလို့တတ်တာမဟုတ်ဘူးねကျမကျတော့စာလေးတင်နေတယ် and then at the same time ကိုရဲ့ skill လေ upgrade လုပ်ချင်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုဒါကြောင့်ရွေးရပါတယ်ဆိုတော့ဟာကိုအသေးစိတ် essay မှာရေးထားပါဘူးနော်ရေးကိုရေးရပါမယ် essay ရေးတဲ့အချိန်မှာတို့ရော essay နှစ်ခုရေးခိုင်းတယ်ပေါ့နော်ပထမဆုံး essay ကတော့သူရဲ့ financial hardship ကိုရဲ့ဟိုပတ်စံဘာဖြစ်လို့မရှိရလဲပေါ့နော်ပတ်စံကပတ်စံလုံးဝဟိုလုံးဝ ဘာမှမရှိပါဘူးအဲ့လိုမျိုးလိမ့်မင်းရမယ်လို့ဘုရောမတွေးနဲ့ပေါ့နော်အဓိကတော့ကိုရေးတဲ့ဟာ convincing ဖြစ်ရမှာပေါ့ okay ကျွန်မအနေနဲ့ဆိုရင်အလုတ်အလုတ်ရှိတဲ့အကန့်ရှိတယ်ဒါပေမဲ့ဘာဖြစ်လို့ငါတို့ဆီကနေဒီ scholarship ကိုလိုချင်တာလဲပေါ့နော်သူတို့အဲ့ဒီ main ကိုမေးတယ်အဲ့တော့ကိုအနေနဲ့ကသူတို့လိုချင်တဲ့ပုံစံမျိုးကိုကိုပေးတဲ့ဘာကြောင့် essay ကိုရေးတတ်ရပါတယ်အဲ့တော့ essay က scholarship ရဲ့ key ဖြစ်တဲ့ကြာလူတိုင်းသိရပေါ့နော် ဲ့တော့အဲ့ဒါပထမဆုံးက financial hardship အကြောင်းဒုတိယအကြောင်းကတော့ကိုတက်မဲ့ major နဲ့ပြီးလို့ရှိရင်မြန်မာနိုင်ငံပြန်လာလို့ရှိရင်ဗောနော်မြန်မာနိုင်ငံလူမျိုးတွေအတွက်ဘာများလုပ်ပေးနိုင်မလဲဆိုရဟာပေါ့အခုဒီမအနေနဲ့ကြတော့ထိုင်းနိုင်ငံမှာရှိနေရဖြစ်တယ်အဲ့တော့ထိုင်းနိုင်ငံမှာရှိနေတဲ့သူကအခုမြန်မာနိုင်ငံပြန်မယ်လို့လည်းကျမတခုမှမဟထားအောင် essay တွေမှာ အများတော့ဖြစ်လူတွေထင်တာတော့မြန်မာနိုင်ငံပြန်ရင်မြန်မာနိုင်ငံပြန်မှဟုတ်လားမြန်မာတို့အကျိုးပြုမှလို့ထင်ဒါပေမဲ့ကျမဘယ်လိုရည်ထားလဲဆိုတော့ကိုကအခု online ကနေလဲမြန်မာလူငယ်တွေအတွက်အကုန်လုံးအကျိုးပြုနေရဖြစ်တယ်ကိုဘလို့ပါဝင်ခဲ့တယ်ပြီးသူရှင် online ကနေဆိုရင်တော့ပို့ပြီးတော့ဟို audience တွေပို့ပို့များများကို inspire လုပ်နိုင်တယ် ပေးရှင် rich ပုံများတယ်ဆိုတဲ့အကြောင်းလေးတွေကိုတိကျလေးရေးထားရပါတော့အသေးစိတ်ကတော့ပြောပြလို့မရဒါ confidential ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကို့အနေနဲ့ရောကို့ရဲ့ထူးခြားချက်ကဘာရှိလဲအဲ့ဒါအရေးကြီးပါတယ်ဒုတိယအရေးကြီးဆုံးကတော့ reference letter ဖြစ်ပါတယ် reference letter ကကို့နဲ့ရင်းနှီးတဲ့သူကို့ကိုတိကျလေးတည်တဲ့ဆရာဖြစ်ရမယ်ကို့ကိုတိကျလေးတည်တဲ့အလုပ်ရှင်ဖြစ်ရမယ် အဲ့တော့ကျမရေးခိုင်းခဲ့တဲ့ဆရာကတော့ဆရာနှစ်ယောက်ဖြစ်တယ်ပေါ့နော်ဒီကချင်ပြည်နယ်ကကျမရဲ့လေးစားရတဲ့ဆရာနှစ်ယောက်ဖြစ်တယ်ပထမဆုံးဆရာကတော့ကျမကို English ဒီ teaching နေပေတဲ့ကိုဝင်ရအောင်ကိုကြီးပေးခဲ့တဲ့ဆရာပေါ့နော်သူကတော့ကျမရဲ့ဆရာလည်းဖြစ်တယ်လို့အဲကျမရဲ့အလုပ်ရှင်လည်းဖြစ်ခဲ့ဖူးတယ်ပေါ့နော်အဲ့ဒီဆရာကိုရေးခိုင်းပါတယ်အဲ့တော့သူ့ဆရာကနေ ခက်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 ပဲအဲ့တော့ကဆိုရင်ဘာဖြစ်လို့ဆိုတော့ကချင်ပြည်နယ်မှာ wifi တွေမရှိဘူးအဲ့တော့သူ light တက်တဲ့အချိန်လေးကိုကျွန်မ reference ရေးပေးပါဆိုပြီးတော့အဲ့လိုမျိုးပြောရတယ်ပေါ့နော်သူကိုယ်တိုင်လည်းတခြားလေးရေးပေးပါတယ်ဒုတိယဆရာကလည်းကျွန်မရဲ့အလုတ်ရှင်ပေါ့နော်အလုတ်ရှင်အရင်တော့ကဒီ podium lingo academy ဆိုရဲဟာမြစ်ကျနမှာရှိပါတယ်အဲ့ဒီအကြောင်းတခါလေးတင်ကြေညာဝင်ပေးလိုက်ပါဦးနော်အဲ့ဒီအကြောင်းမှာကျွန်မနနစ်ကြော်ကြော်လောက်လုပ်ခဲ့ရပေါ့နော်အဲ့ဒီအကြောင်းက founder ဖြစ်တဲ့ဆရာရှရဲလာအောင်ကနေကျွန်မကို reference letter တေချာလေးရေးပေးခဲ့ရပေါ့နော် reference ရေးခိုင်းရဲ့အချိန်မှာကိုက deadline ကအခုအဲဒီနေ့ကဟာက33ရက်နေ့မေလဖြစ်တယ်33ရက်နေ့မေလဖြစ်တော့မဲ့ဟာကိုမေလအထက်မှာမှသွားပြီးတော့ရေးခိုင်းလို့ရှင်ဒုက္ခရောက်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကို reference ရေးပေးမဲ့သူကအာလာအာလာမအာလာလဲကိုကတေချာမပြောဘဲနဲ့မလီမစားပေါ့နော်တပတ်အလိုလောက်မှသွားပြီးမေလအမလုတ်တင်ဘူးပေါ့နော် ကျွန်မဆိုရင်တော့ကြိုတင်ပြီးတော့တော်တော်လေးကြိုတင်ပြီးတော့ဆရာကိုပြောထားတယ်ပေါ့နော်ဆရာကြီးဒါလေးကူညီပေးပါပြီးလို့ရှိရင်ဆရာကပြန်ပို့လာတယ်အဲအဲ့ဒီဟောက်ကိုပြန်ပြီးတော့စစ်တယ်စစ်ကြည့်ရချိန်မှာမားတဲ့ဟာဆိုရင်လေဆရာကြီးဒီနားလေးတော့ကျွန်မရဲ့အချက်လက်နည်းနည်းမားနေအဲ့ဒါပြန်လဲပြင်ပေးပေါ့နော်အဲ့တော့တော်တော်လေးစိတ်ရှိပေါ့နော်ဆရာကလည်းတော်တော်လေးစိတ်ရှိတော်တော်လေးအဲသဘောကောင်းတယ်အဲ့တော့ကိုယ်ကိုစိတ်ရှိပြီးသဘောကောင်းဖို့ဆိုတော့ကိုယ်ကိုယုံကြည်ရတဲ့သူ ကိုကိုတည့်ရတူပဲလုံနိုင်တယ်ဟိုတစ်ခေါက်တလေမှတွေ့ဘူးတဲ့ဆရာတွေတော့ပြီးတော့ရေးခိုင်းလို့ရှင်တော့ဘသူကစိတ်ရှည်မှလည်းဟုတ်တယ်မလားပြီးလို့ရှင်ကိုရဲ့အကြောင်းလည်းမသိဘူးလေရှောက်ရွှေပြီးရေးထားရင်လည်းအဆင်မပြေဘူးအဲ့တော့ရှောက်ပြီးရေးထားတာအသေးစိတ်ရေးထားတာဆိုအဖတ်ကြည့်ရုံနဲ့သိပါတယ်ပေါ့နော်အဲ့တော့ reference letter လည်းကျမတို့ကတော်တော်လေးကောင်းသွားပါတယ်။ရ reference letter လည်းအရေးကြီးပါတယ်။ဆိုတော့ပထမအဆင့်အနေနဲ့ကတော့ online မှာတို့ပေးထားတဲ့ form ကို online မှာပဲဖြည့်ရတယ်။ဒီတခြားလိုအပ်တဲ့ documents တွေအကုန်လုံးကိုလည်း online လို့ပဲသွားပြီးတော့တင်ရတဲ့ဟာတွေဖြစ်တယ်အဲဒီအချိန်မှာတို့ရေးထားတဲ့တို့ပြောထားတဲ့ instruction တွေကိုတေချာဖတ်ပါ instruction တွေတေချာမဖတ်ပဲစိတ်လောပြီးတော့လည်းမတင်ပါနဲ့ပေါ့နော်ဒါတော့မှကျမကအရန်ကိုတခုခုအင်စာလိုမျိုးရှိနေပြီဆိုမနေတတ်တူဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဆော့ဆော့ပြီးလေးရှိရဆော့ဆော့ထက်လေးရှိရသူများတွေ form ဟိုဘသူအရင်ထက်လေတော့မသိဘူးဒါပေမဲ့ဖြစ်နေရတော့ကျမအစောဆုံးထက်တယ်လို့တော့ထင်တယ်ပေါ့နော်ဟိုပေးရတဲ့တခါရဲ့ essay ဆိုလဲဟိုအချိန်တွေဆွဲပြီးမနေဘူးပေါ့နော်တေချာလေးအဲ့ဒီ essay ရမှာဆိုအဲ့ essay background ထဲတွေးနေတယ်တ냐တော့မမိသေးဘူးတနားရ7နိုင်လောက်ထိုင်ရေးနေလိုက်တယ်အဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်နောက်နေ့ပြန်ပြန်ပြန်အင်္ဂါဘာလေးထဲမှာသူတို့ထည့်နေတော့ပိုကောင်းတယ်အကွာအမြဲတမ်း recheck လုပ်နေရမှာဖြစ်တယ်အဲ့တော့ကို့မှာ preparation time အများကြီးရှိဖို့လိုတယ် ဟိုတပတ်တပတ်အလိုနဲ့လှုပ်လိုက်တယ်ဆိုရဲဟာကြီးစကန်းတိုးပြီးတော့ငါများရသွားမလားအဲအဲ့လိုမလုပ်ပါနဲ့ပေါ့နော် scholarship ဖြောက်လို့ဆိုတာဆိတ်ရှည်ရတယ်ပြီးလို့ရှိရင်ကိုကတကယ်ရောလိုချင်လို့လားပေါ့နော်ဟိုတန်ပြီးဖြောက်လိုက်ပါမယ်လေရသွားရင်လည်းအမြဲအဲ့လိုမျိုးစိတ်မထားပါနဲ့ပေါ့နော်အဲကျွန်မကတော့အဲ့တုန်းကဖြောက်တဲ့ scholarship ဒီတစ်ခုပဲရှိရဘာဖြစ်လို့ဆိုတော့ကို့အတွက်ကလည်းအဆင်ပြေနေ scholarship ဖြစ်တယ်ပြီးလို့ရှိရင်ကိုကတခြားနိုင်ငံကိုသွားပြီးတော့လူကိုယ်တိုင်တက်ရမယ် မတ်စတာမျိုးဆိုရင်တော့ကျမမတက်ချင်တော့ဘာလို့ဆိုတော့ကိုယ့်လုပ်ငန်းနဲ့ကိုယ်ရှိနေပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့အလုပ်လည်းလုပ်ရင် work from home လည်းလုပ်ရင်ねဒီ study from home ပါပြန်ပြီးတော့လုပ်ချင်တယ်အဲ့တော့အိမ်မှာနေရင်ねနနေ့နနေ့ကာလအတွင်းမှာ master တခုကိုရချင်တယ်ဒါကျမရဲ့ goal ဖြစ်တယ်ကျမအရင်တုန်းကအရင်တုန်းကတည်းကလည်းအဲ့လိုပဲတွေးထားတယ်အဲ့တော့ကိုယ့်အတွက်ဒီ scholarship ကအန်ကိုက်ဖြစ်သွားတယ်ပေါ့နော်ပထမအဆင့်ပြီးသွားတဲ့အချိန်မှာသူတို့အနေနဲ့ဒီ first step အောင်သွားပါတယ်ဆိုတဲ့အကြောင်းကိုဒီမေလအပြီးမှာထပ်ရတယ်သူတို့ဘေးရှင်ပြန်ပြီးတော့ပြောခဲ့လဲဆိုတော့ August လာမှာပြောခဲ့ပေါ့နော်အခုဒီမှာကျွန်မ email ကြည့်နေတဲ့အချိန်မှာ um August 20ကျော်ကျော် August 20ကျော်မှာအာ congratulation ပါနော် first step ကအောင်သွားပါပြီပြီးလို့ရှိရင်အအချိန်ဘယ်နှနိုင်မှာ zoom meeting link တရားဖြစ်ပါတယ်မဝင်ခဲ့ပါဘူးနော်ဝင်ဖို့အဆင်ပြေမလားပြီးလို့ရှိရင်အချိန်တို့ time slot နှစ်ခုတုံးခုပြီးတယ်ဘေးရက်ဘေးအချိန်မှာအဆင်ပြေရင်ကျမလည်းအဆင်ပြေတဲ့အချိန်ကိုရွေးလိုက်တယ်ပြီးလို့ရှိရင်တို့ကို email တစ်ခါ reply လုပ်တယ်ပေါ့နော် okay so အဲ့တော့ဒီ first step အောင်သွားပြီးတဲ့လေကွာလောက ငါရပြီဆိုပြီးစိတ်တွင်းလာလို့မရအောင်ဘာလို့ဆိုတော့ interview မှာကိုယ်ကိုကြည့်အောင်ပါဘောနော်စာမှာရေးထားရတော့ဂျွန်းပြန်အောင်ရေးထားပဲကိုကဘလို့တော်တဲ့ဘလို့မျိုးမှာဘလို့ဖြစ်ပါလဲဆိုတော့ဟောဂျွန်းပြန်အောင်ရေးထားတယ်ဒါပေမဲ့လူချင်းချင်းတွေ့ကြည့်စကားပြောကြည့်မှာလူတယောက်တယောက်အကြောင်းကပိုတိရယ်ဆိုတာဒါအယမ်းမှန်တယ်ဘောနော်အဲ့တော့ interview နေ့တုန်းကပုံမှန်ဆို30မိနစ်ဖြစ်ရမယ်ဟောဒီကျွန်မနဲ့ interview လောက်တော့ကမိနစ်40လောက်ကြိုးသွားတယ်ထင်တယ်တော်စကားပြောကောင်းသွားတာပေါ့နော်အဲ့ဒီမှာသူတို့၃ယောက် interview လုပ်တယ် ဒီအင်္ဂလန်ကဒီ program coordinator တွေအကုန်လုံးပါတယ်မြန်မာနိုင်ငံကတော့နေရောက်ပေါ့နော်အဲ interview မေးကြတယ်အဲ့ချိန်မှာ ကျမတို့ပြုံးပြုံးလေးပဲပေါ့နော်ဒီအမ်ဟာတာပြောချင်ရှေ့ရပြောတယ်ပြောချင်တာအရင် nervous ဖြစ်မနေ maybe စတဲ့စတဲ့တက်တန်းကြာလည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင် interview တွေတို့မျိုး exam တွေဖြည့်ဖူးတာအလေးချင်းရှိလို့လည်းဖြစ်မှာပေါ့နော် nervous ဖြစ်နေခြင်းမရှိဘူးအတိုင်းပဲကိုယ့်ရဲ့အကြောင်းကိုတခြားလေးပြောတယ်အဲ့တော့ ပြောရင်ပြောရင်းနဲ့သူတို့ကသူတို့မင်းမဲမင်းကွန်ကကိုယ့်အတွက်ပုံများလာကိုကအရန်စိတ်ဝင်စားဖို့ကောင်းတဲ့လူမျိုးဖြစ်နေအဲ့တော့ဟာမေးတယ်မေးတယ်ဆက်ပြီးမေးတယ်အဲ့တော့နောက်ကျတော့အချိန်ကလည်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဆိုအင်တာဗျူးပြီးအောင်မပြီးချင်ပြောဆိုစကားပြောအရန်ကောင်းတော့နေရီမမောနဲ့ရီဟာပေါ့နော်အဲ့တော့အဲ့ကတည်းကတော့မှတို့စကားလွတ်သွားတယ်အဲ့ကတည်းကတော့တို့စကားလွတ်သွားတယ်တကယ်လို့လည်းနေရလို့ရှိရင်ငါတို့ဗီဒီယိုပိုင်းရိုက်ပေးမလားပေါ့နော်ကျမလည်းပြောတော့ပေါ့ကျမဒီ Facebook တွေမှာ ကျွန်မဒီ education နဲ့ပြပါဒီ sharing နဲ့လုပ်နေဖြစ်တယ်အဲ့လိုမျိုးတော့တို့ကအာငါတို့ကိုလည်းဒီလိုမျိုးလုပ်ပေးပါ냐ပေါ့အဲ့လိုမျိုးဆိုတော့ဟိုရရတယ်မရဘူးဆိုတော့လေပြောပြောဖို့ကအဲ့ချိန်ကအချိန်မတန်သေးတယ်မြေတို့စကားလွတ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ကလေးကကိုကငါရပြီထင်နေဆိုတော့ sense မျိုးတော့အာရတယ်ဘာလို့ဆိုတော့တို့စကားပြောပုံကြည်ပုံရတို့ရဲ့ဟို ြီးနေတာနဲ့တည်တယ်ကြီးနေတာနဲ့တည်တယ်အဲ့တော့ interview နေ့တုန်းကတော်တော်လေးအဆင်ပြေတယ်အဲကျွန်မတို့ကဒီအဲ screen နောက်ကွယ်ကနေလောက်တော့တဲ့လိုမျိုး face to face စကားပြောတဲ့ဟာကအရန်ကို ကျွန်မတို့အရန်ကိုအဲပို့ပြီးတော့အားဖြစ်စေလို့ပြောရမလားပို့ပြီးပြောမဲ့ဟာတွေကပို့ပြီးထွက်တယ်ပေါ့နော် ပြောရှင် interview မှာဗမင်းကိုနေမေးရလဲဆိုတော့တယောက်နဲ့တယောက်တော့တူမယ်မထင်ဘူးပေါ့နော် ဒါပေမဲ့ base question အရာကတော့ကျွန်မတိတလောက်ပေါ့နော်ကျွန်မတိတလောက် base interview မှာဖြစ်ဖြစ်ကိုယ့်ရဲ့အကြောင်းကိုအရင်ဆုံးမိတ်ဆက်ခိုင်းတယ် tell me about yourself ဘာညာဘာလုပ်နေရဘာ education ပါအဲ့တော့ background တွေကိုယ့်ရဲ့အကြောင်းကိုကိုပြောရတယ်အပြီးလို့ရှိရင် um leadership အကြောင်းမိတယ်ကိုကဘယ်လို leader မျိုးလဲပေါ့နော်ဘာလို့ဆိုတော့ scholarship သူတို့ရဲ့ website မှာတွားကြည့်ကြတယ်ဒီမြန်မာနိုင်ငံရဲ့ uh emerging leaders ပေါ့နော် leaders တွေအတွက်ပေးတဲ့ scholarship ဖြစ်တယ်အဲ့တော့ကိုကမြန်မာနိုင်ငံလူငယ်တွေအတွက်မြန်မာနိုင်ငံအတွက်အကျိုးပြုနိုင်မယ်ဘယ်လိုလူမျိုးဖြစ်လဲအာဒါကတော့မေးကိုမေးတယ်ပြီးလို့ရှိရင်ဘာဖြစ်လို့ဘာဖြစ်လို့ဒီဟာကိုရွေးတာလဲဆိုတဲ့ဟာမျိုးပေါ့နော်ဘာဖြစ်လို့ online လဲပေါ့နော်ဘာဖြစ်လို့ဒီကြောင်းလဲဘာဖြစ်လို့ကျွန်မဆို education လဲပေါ့နော်အဲ့လိုဟာမျိုးမေးရပြီးလို့ရှိရင်ကိုယ့်ရဲ့ study plan ပေါ့နော်ဒီကဒီကနေဘွေးရပြီဆိုကိုဘာလုပ်မှာလဲ okay ဘွေးရပြီးရနဲ့ကိုယ့်ရဲ့ plan ကဘာလဲဆိုရဟာမျိုးတခါတည်းသူတို့မေးတယ်အဲ့ချိန်မှာကိုကအင်းအင်းအာအာလုပ်နေဆိုတော့အဆင်မပြေတော့အဲ့တော့ follow up question တော့အများကြီးပြန်ပြီးတော့မေးတာပေါ့အဲ့ချိန်မှာကိုက confidence ရှိဖြေဖို့လိုတယ်မသိဘူးဆိုရင်မသိဘူးဆိုပြန်ပြောလိုက်အဲ့တော့သူတို့မေးခွန်းတစ်ခုမေးရအင်းတခါမှတော့အဲ့လိုမတွေးဘူးဒါပေမဲ့တကယ်လို့အဲ့လိုဖြစ်လာရင်တော့သူတို့လုပ်မယ်အဲ့လိုမျိုးပေါ့နော်အိုးလောကဟန်ဆောင်နေရာမျိုးမရှိဘဲနဲ့ကိုယ့်ရဲ့အရှိကိုရှိတိုင်းပြောပြလိုက်တော့သူတို့သဘောကျကြတယ်ပေါ့နော် interview ပြီးသွားပြီးတော့တိတ်မကြောက်ဘူးဗောနော်နှစ်ပတ်လောက်ဆိုရင်တို့အဲ email ပြန်ပြီးတော့ပို့လာတယ်အဲမင်းဆရာမင်းကိုရှိရဆိုပြီးတော့ကျွန်မကိုတီးတန်းအဲဆွေးနွေးဖို့ဗောနော်ဒီ private check အဲ number တောင်းတယ်အဲ့တော့ကျွန်မလည်း number နဲ့ဆက်သွယ်လိုက်တယ်အဲ့ဒီအချိန်မှာ အဒီ grant letter မရောက်ခင်ကျွန်မအရင်ဆုံးမေးရပေါ့နော်ကို့အနေနဲ့ဒီ scholarship လက်ခံဖို့အဆင်ပြေလားပြလို့ရှင်ကို့ရဲ့အခြေအနေတွေမေးရဒါကတော့ confidential ဖြစ်တဲ့ကျွန်မမပြောတော့ဘူးပေါ့နော် so အဲ့ဒီကတည်းကတည်နေပြီအခု grant letter ရောက်တာကဟိုတနေ့ကမှရောက်တာ grant letter ကတော့အကုန်လုံးသူတို့ပြန်ပြီးတော့ပို့ပေးတာပေါ့နော်အကို့အဲ့ဒီကတည်းက private check မှာကတည်းက congratulation နေရပြီလို့ပြောထားရအောင်မှာဒီ jar ထဲမှာနှစ်ပတ်သုံးပတ်လောက်ကြာသွားတယ်သူတို့ ဘာမှစာမပို့ဘူးပေါ့နော်စာမပို့တော့ email ကပြန်မရောက်တော့ကိုကိုတော်မှဟာတို့ငါ့အမများမရွေးတော့ဘူးလားအဲ့လိုမျိုးဆွေးဆိုင်နေတာဝင်သေးတယ်ဒါပေမဲ့ဒီစနေနေ့မှာပဲမနေ့ကပေါ့နော်မနေ့ကပဲ grand letter ရောက်လာတယ်အဲ့ချိန်မှာလုံးဝစိတ်အေးသွားရတယ်ပေါ့နော် grand letter ရောက်တဲ့ချိန်မှာကိုကိုတောင်းဆရာရှိရတောင်းတယ်ပေါ့နော်ဆို bank statement တို့ဘာလို့ဘယ်လိုလုပ်မလဲအဲ့ဒီဟာတွေအဲတောင်းပါတယ်အဲ့တော့အသေးစိတ်ကတော့ကိုကဒီ scholarship ရှောက်မယ်လို့တော့မှာ စဉ်းစားထားပြီးရင်တော့ website ကတော့ study log ကိုလုတ်ထားတင်တယ်ပြီးလို့ရှိရင်ဘာတွေလိုအပ်တယ်ဆိုတာမေးဖို့မေးတင်တယ်ဘလို့အဆဆုံးရှာရမလဲဆိုပြီးတော့ဟို assist ဟိုလုတ်ပေးပါအောင်ဆိုတဲ့ဟာမျိုးတော့မလုတ်ခိုင်းပါနဲ့ပေါ့နော်ဒါကိုကိုရက်ကလိုချင်တယ်ဆိုတော့အမ်ဆန္ဒမပြင်းပြဘူးလို့ကျမတို့ထင်တယ်ပြီးလို့ရှိရင်အဆင်အဆင့် အာဘလို့ဘလို့ရှိရဲဆိုတော့အခုဒီဗီဒီယိုမှာရှင်းပြထားပေးတာဖြစ်တယ်။ဒါလောက်ဆိုရင်တော့မှ information အရင်ဝလုံတော့နေပါပြီပေါ့နော်။အဲ့တော့ဒီ scholarship မှာမဟုတ်ဘူး base scholarship ပဲရှောက်ရှောက်ပြင်းပြတဲ့စန္ဒကအရင်ကိုအရေးကြီးပါတယ်။ကိုလှုပ်ချင်ပါတယ်ကိုရချင်ပါတယ်ဆိုတော့ဟာကိုတို့ပြတတ်ဖို့လည်းအရေးကြီးတယ်။ပြီးလို့ရှိရင် ကမန်းကတန်းလောက်တာထဲစိတ်အေးအေးလေးနဲ့အချိန်ယူပြီးပြင်ဆင်ရမယ်။အခု scholarship winner တွေအကုန်လုံးကိုလိုက်ပြီးတော့မေးကြည့်တို့မှာ တပတ်နဲ့ရှောက်လို့ရသွားတယ်တရက်နဲ့ရှောက်လို့ရသွားတယ်ဆိုတော့ဘယ်သူမှမရှိဘူးတချို့ဟာဆိုနင်းနဲ့ချီပြီးတော့ပြင်ဆင်ထားတဲ့ scholarship တခုရဖို့အတွက် job experience ကအစားပေါ့နော် job experience ကအစား3-4ခန်းနဲ့အလုပ်လုပ်တယ် okay community service တော့ဘာတွေဘာတွေလုပ်တယ်ဆိုတော့ကိုရှောက်မဲ့ scholarship အတွက်လိုအပ်ချက်တွေအကုန်လုံးကိုကိုကစုစည်းထားရတယ်သူတို့လိုချင်တဲ့လူကကိုလားဆိုတာကိုကအမြဲတမ်း research လုပ်နေရတယ်ပေါ့နော်အဲ့တော့အာဒီဗီဒီယိုလေးကအထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်အမ်တခြားမိကွန်းတွေကတော့ comment မှာဖြစ်ဖြစ်ခြံခဲလို့ရပါတယ်တခုပြောချင်တာကအာကျွန်မဒီ scholarship ကိုဥဆောင်ပြီးတော့ရှောက်ပေးမှာတော့လုံးဝလုံးဝမလုပ်ပါဘူးအဲ့လိုလုပ်ဖို့လည်းအချိန်လည်းမရှိဘူးပေါ့နော်အဲ့တော့အာဒီ video ကတော့ master online prospect bummer scholarship အတွက်ပဲဖြစ်ပါတယ်ကျွန်내 in person ကတော့အာကျွန်မကမလျှောက်ဘူးတဲ့အတွက်ကြောင့်အာမပြောပြတတ်ဘူးပေါ့နော်ဒါပေမဲ့ တေချာကတော့တို့ website မှာရေးထားပြီးသားဖြစ်တယ်။အဲ့ဒီ website မှာတွားပြီးတော့အသေးစိတ်ပြန်ပြီးတော့အာကြည့်လို့ရပါတယ်။အာပြီးလို့ရှိရင်ဒီလိုမျိုး podcast အခုဒီ video က podcast အနေနဲ့ဖြစ်သွားရပေါ့နော် video က share သွားရဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ share video တွေ scholarship နဲ့ပတ်သက်တဲ့ video တွေလည်းနောက်ခုတော့ခုပါပါတယ်အဲ့ဒီဟာတွေလည်းပြန်ပြီးတော့တွားကြည့်ကြည့်လို့ရပါတယ်အဲ့တော့အရေးကြီးဆုံးကတော့ English ပြင်ဆင်ထားပါ English အရေးကြီးပါတယ် so english က elementary လောက်ပဲရှိသေးရေဆိုရင်တော့ဘာမှရှောက်ဖို့မစဉ်းစားပါနဲ့အောင်ဘာတွေလိုအပ်တယ်ဆိုရဲဟာဟုတ်တာအရင်ဆုံးစိတ်ကူးထားပါပြီးတော့မှတဆင့်ပြီးတဆင့်ကိုကဖြည့်သွားဖို့ပေါ့နော်တခါတည်းမှာ9ခုလောက်6ခုလောက်ဟိုဖြည့်ရမယ်ဆိုရင်တော့အရင်ကိုပင်ပန်းပါတယ် stress လည်းဖြစ်ပါတယ်ပေါ့နော် so yep that's all for today and thank you for listening to this podcast thank you